ကလာတာစာရီအသင်းရဲ့ပွဲမှာလီဗာပူးတည်ထားသွားရမယ့်အချက်တစ်ချက်လီဗာပူးကချန်ပီယံလိပွဲစဉ်နှစ်အဖြစ်ကလာတာစာရီအသင်းကိုအဝေးခွင်မှာတွားရောက်ရင်ဆိုင်ရပါမယ်ဒီပွဲမှာတော့အမ်စလော့ရဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေကိုမြင်ရချင်းမိပါတယ်ပဲလစ်ကိုမတင်မဖဲရှုံးခဲ့ရလို့စိတ်ကောက်နေတဲ့ပရိသတ်တွေကိုဒီပွဲမှာပြန်ချော့ရမှာဖြစ်ပါတယ်တူရကီမြန်မာကစားရမယ့်ပွဲနဲ့ပတ်သက်ပြီးထူးခြားချက်တခုရှိနေပါတယ်သူတို့မှာအိုစီမန်ဂန်ဒိုဂန်ယယ်မတ်ဆန်နီတို့လိုကစားသမားကောင်းတွေရှိနေပါတယ် လီဗာပူးမှာကတော့ထရေထူးပြောကြမလို့ပဲနဲ့24ရောက်လုံးကြန့်ခိုင်မှုပြေရှိနေပါတယ်။တူရကီမြေမှာကစားရမယ့်ပွဲနဲ့ပတ်သက်ပြီးလီဗာပူးမှာရောကလာတာဆာရီအသင်းမှာရောကစားဘူးတဲ့ကစားသမားဟောင်းဒင်းဆောင်တန်ကခုလိုပဲတတိပေးပြောဆိုလာပါတယ်။သူဟာဒီကလပ်နှစ်သင်းစလုံးမှာကစားဘူးပြီးတော့နှစ်သင်းစလုံးရဲ့တူညီတဲ့ပုံစံတစ်ခုကတော့ဘောလုံးဝင်းထဲကတခဲနဲ့အားပေးမှုတွေပဲဖြစ်ပါတယ်။စနေရောင်မြောက်ကစားသမားလို့ကြုံဝမ်းနေကြတဲ့ပြည်သက်တည်းရဲ့အားကပွဲတစ်ပွဲမှာအတော်လေးကိုအရေးကြီးပါတယ်။ ဂလာတာဆာရီပြည်သက်တီကလည်းအတော်လေးအားပေးကျန်းသူတွေဖြစ်ပြီးတော့လီဗာပူးစားသမားတွေအနေနဲ့တူရကီလေတုကိုဘာမှခရီးမဆိုင်ပဲဘောလုံးကိုပဲအာယုံဆိုင်ကကစားကြဖို့လိုအပ်ကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာလီဗာပူးကစားသမားတွေရဲ့ပြရာခတ်မှုတွေကိုအနေနဲ့အများတွေ့တွေ့လာရပါတယ်။ဒါတွေကိုဆင်ခြင်သွားရမှာဖြစ်ပါတယ်။လီဗာပူးကစားသမားဟောင်းကြီးဒီအန်ဆောင်ဒါစ်ပြောလာသလိုပါပဲ။ဘလောက်ပဲအားပေးကျန်းတဲ့ကွင်းဖြစ်ပါစေဥရောပမှာလီဗာပူးဟာဘယင်တစ်ပါးဖြစ်ကြောင်းပြသရတော့မှာဖြစ်ပါတယ်ရှင်။